ဆစီတင်ကိုအပိနေကြရတဲ့ဘရာသားညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါချောင်းပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်။အဲဒီဗီမှာကျွန်တော်အနေနဲ့မနက်ခင်းအတွက်ချက်စီတင်အကြောင်းအရာလေးတွေကိုဒီဗီလေးမှာတစူတစီးတဲ့စူးစီးဖော်ပြတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးရဲ့အဆုံးထိလိုက်ပါချီရှူကြဖို့အတွက်ဘရာသားညီကိုပြည်သက်တွေအားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဒါထွက်ခွာသွားပြီဖြစ်တဲ့ရေဒန်ဆန်ချိုဖြစ်ပါတယ်။ဆန်ချိုအနေနဲ့ချက်စီနဲ့ချက်စီအသင်းသားတွေအပေါ်မှာစွန့်မွန်ကောင်းနေအများကြီးတောင်းသွားခဲ့ပါတယ်။အဲသူ့အနေနဲ့ပြန်လဲထွက်ခွာရတဲ့အပေါ်မှာအာ ချက်စီးသင်းတို့ကဒီလှုပ်ဆောင်ပေးခဲ့တဲ့အရာတွေအများကြီးကိုကျေးဇူးတင်ပါတယ်ဆိုပြီးပြောကြားသွားတယ်။အထူးသဖြင့်ချက်စီးသင်းမှာရှိနေစဉ်အတွင်းမှာအသင်းမှာရှိနေတဲ့ကစားသမားတွေ staff တွေနီးပြတွေတခြားသောတာဝန်ရှိသူတွေအားလုံးဟာသူ့ကိုနှွေးထွေးစေခဲ့တယ်။ချက်စီးသင်းကိုသူ့ရဲ့အိမ်လိုမျိုးခန်းစားချက်မျိုးရရှိစေခဲ့တဲ့အတွက်ချက်စီးရဲ့ တက်ဆိုင်သူအားလုံးအပေါ်မှာသူ့အနေနဲ့ကျေးဇူးထူးတင်ရှိတဲ့အကြောင်းရှီဒန်ဆန်ချူကပြောကြားသွားခဲ့တယ်။ဒါ့အပြင်ဒါချက်စီအသင်းအနေနဲ့ရှေ့ဆက်မဲ့ခီးလမ်းမှာပေါ့နော်အကောင်းဆုံးတွေကိုရရှိပြီးတော့အောင်မြင်မှုတွေကိုသိမ့်ပိုက်နိုင်ပါစေကြောင်းကိုလည်းရှီဒန်ဆန်ချူကတော့စုမုံကောင်တောင်းသွားခဲ့တာဖြစ်ပါတယ်။ဆိုတော့အဓိကကတော့ရေဒန်ဆန်ချိုနဲ့ချက်စီတင်တို့ကြားမှာ personal time ဆရာသဘောတူညီမှုရရှိဖို့အတွက်တောင်မှနှိစက်ခဲ့ခြင်းမရှိတာကြောင့်မလို့လမ်းခွဲဖို့အတွက်နှုံးနှစ်ဖက်ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပြီးတော့ ဆန်ချိုအနေနဲ့ United ကိုပြန်သွားရမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ရေတန်းဆန်ချိုရဲ့ဆက်ချူရေရှင်ဖြစ်ပါတယ်တစ်ဖက်မှာတော့ Chelsea အသင်းအနေနဲ့ ကျော်ရို IS ရဲ့ဘယ်တော့ခံကစားသမားလေးဖြစ်သူဂျရက်ဟာတိုးဆိုတဲ့ကစားသမားလေးကိုစိတ်ဝင်စားနေလို့သိရပါတယ်အထူးသဖြင့်ဂျိုရက်ဟာတိုးကိုချက်စီအသင်းကဒီမတ်ကူကူရီလာရဲ့နေရာမှာ potential replacement အနေနဲ့စိတ်ဝင်စားနေတာဖြစ်တယ်လို့သိရတယ်ကစားသမားလေးက2006ဘွန်လေးဖြစ်ပြီးတော့လက်ရှိမှာအသက်အရွယ်အားဖြင့်16နှစ်ပဲရှိသေးတဲ့ကစားသမားလေးပါဆိုဒီကစားသမားလေးနဲ့ပတ်သက်ပြီးသူ့ရဲ့မိခင်ကလပ်အသင်းဘက်ကတော့ချက်စီအသင်းရဲ့စိတ်ဝင်စားမှုအပေါ်မှာအကောင်းကောင်းအသုံးချနိုင်ဖို့အတွက်ပြင်ဆင်နေတယ်ချက်စီအသင်းကလည်းဒီလူငယ်ကစားသမား ားလေးအတွက်ပြောင်းရွှေ့ခြေကိုပေါင်တန်း20ဝန်းကျင်လောက်နဲ့ရရှိနိုင်ဖို့အတွက်စဉ်းစားနေတယ်ပေါ့အထူးသဖြင့်ကျွန်တော်တို့ဘယ်ချမ်းမှာဒါလက်ရှိဒီရသည်အဲကျွန်တော်ကူကူရဲလာအဆင်ပြေတယ်တခါလေမှာ Jane တို့အဲ good store တို့ကိုပေးကြမှာထားကြရတယ်ပေါ့ဒါပေမဲ့အမှန်တမ်းပြောရရင်တော့ဒါတွေကတိတ်ပြီးတော့မှန်ကန်တဲ့ရွေးချယ်မှုတော့မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ Renato Viga ကလည်းအဲ club အနေနဲ့ ဟိုဖြစ်သွားတဲ့အခြေအနေမျိုးမှာပေါ့နော်အဲဒီကူကူရဲလာအတွက်ဘက်ကပ်ပလေယာမရှိဘူးဖြစ်သွားတဲ့ဘယ်ချမ်းမှာဆိုတော့အဲ့ဒီလိုမျိုးအဘက်ကပ်ပလန်ရရှိနိုင်မှုအတွက်ဟာတိုကိုချက်စီတင်းကအဲစိတ်ဝင်စားနေတာ ဖြစ်တယ်လို့ကျွန်တော်တို့နေနားလည်ထားတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကချက်စီတင်းဘယ်ချမ်းနောက်ခံအတွက်လက်ရှိမှာအတန်ထွက်လာတယ် ကစားသမားလေးတယောက်လို့ပြောလို့ရတာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျွန်တော်ရဲ့ကိုးသမားဖြစ်သူ George Petrovic ပါ။ So Petrovic နဲ့ပတ်သက်ပြီး Chelsea အသင်းကရောင်းချမယ်ဆိုပြီးအတန်းတွေထွက်လာတဲ့အချိန်ဒါ market မှာ Petrovic ကို Chelsea အသင်းကတင်လိုက်ပြီးဆိုပြီးအတန်းတွေထွက်လာတဲ့အချိန်မှာတော့အခုဆိုရင် Petrovic ကိုစိတ်ဝင်စားနေတဲ့ club အသင်းတွေကအများကြီးဖြစ်လာတယ်လို့သိရပါတယ်။ Premier League club အသင်းချို့အပါအဝင်ဥရောပမှာရှိတဲ့ ထိပ်သီးကလပ်အသင်းချို့ကလည်းပက်ထရိုဗစ်ကိုစိတ်ဝင်စားရတဲ့ပါဝင်နေတယ်လို့သိရတာပဲဖြစ်တယ်။ချက်စီသင်းဘက်ကတော့အထူးသဖြင့်သူတို့ဒီရောဘတ်ဆန်ချက်ကိုရောပက်ထရိုဗစ်ကိုရောဒီယာဒီမှာရောင်းချနိုင်မှုအတွက်စူးစမ်းနေတယ်။မိုက်ပန်နာကိုလည်းအငှားချတယ်ပေါ့နော်။ဆိုတဲ့အနေအထားမျိုးတွေကြောင်းမလို့တေချာပေါ့ပက်ထရိုဗစ်အတွက်ဒါသူတို့အနေနဲ့ဒီလိုချင်တဲ့ price မျိုးပေါ့လက်ရှိလက်တလို့ကျွန်တော်ကြားရတာတော့ပေါင်း တန်း40အထက်လောက်ကိုချက်စီးသင်းကမျောမှန်းထားတယ်လို့သိရပြီးတော့ Robert Sanchez နဲ့ Petrovic နှစ်ယောက်ပေါင်းစီကနေပြီးတော့ပေါင်တန်း80ဝန်းကျင်လောက်ရရှိနိုင်မှုအတွက်ချက်စီးသင်းကမျောလင့်နေတယ်လို့သိရတယ်။ဆိုတော့ တဖက်မှာလည်းကျွန်တော် AC Milan အသင်းဟာဆိုလို့ရှိရင် Petrovic နဲ့ပတ်သက်ပြီးတော့ဟိုလွန်ခဲ့တဲ့တစ်နှစ်လောက်ကလေးကစောင့်ကြည့်နေတဲ့ကစားသမားဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့နားလည်ထားတာဖြစ်တယ်ပေါ့နော်ပြီးတော့လက်ရှိချိန်မှာပို့ပြီးတော့လည်း AC Milan နဲ့အတန်ထွက်နိုင်တဲ့အကြောင်းအရာတစ်ခုရှိနေပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ Chelsea အသင်းအနေနဲ့ကလည်း AC Milan ရဲ့ဝါရင်ကစားသမားပေါ့နော်ကိုသမားဖြစ်သူ Mike Magnans ကိုစိတ်ဝင်စားနေအကြောင်းဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတယ်အခုဒီနောက်ပိုင်းထွက်လာတဲ့ report တွေရ Jacob Van Nuys ရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်လည်း Chelsea သင်း ဟာအသက်29နှစ်ရှိပြီဖြစ်တဲ့ကိုယ်သမား Mike Minor နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ AC Milan အသင်းကို official offer တစ်ခုပေးဖို့တောင်မှစတင်ပြီးပြင်ဆင်နေပြီလို့ကျွန်တော်နေသိရတယ်။ကိုယ်သမားကြီးကိုရိုင်းကလည်းလက်ရှိမှာ AC Milan ရဲ့ ဒါကျွန်တော်တို့နည်းနည်းလေးအနာဂတ်ပြောင်းမှုတွေကြောင်းပေါ့နော်အချက်စီတင်းကလည်းချန်ပီယံလိကစားရမယ်ဆိုတဲ့အနေထားတစ်ရက်ဖြစ်တယ်ပြီးတော့သူ့အနေနဲ့လည်းအသက်အရွယ်အဖြစ်ဒါတိတ်ပြီးတော့လေကိုသမားဆက်ချူရီရှင်အရာပေါ့နော်အပြောင်းလဲလှုပ်ဖို့အတွက်အချိန်မကြံတော့တဲ့အချိန်မှာဒီရလာတဲ့ချက်စီတင်းရဲ့စိတ်ဝင်စားမှုလက်ရှိအခွင့်အရေးတစ်ခုလို့သူ့အနေနဲ့ရှုမြင်ပြီးတော့ဒါချက်စီတင်းရဲ့စိတ်ဝင်စားမှုပေါ်မှာကိုသမားကိုယ်တိုင်ကလည်းပြောင်းရွှေ့ခြင်းနဲ့စံနာမျိုးရှိတယ်လို့ကျွန်တော်လည်းကြားရတာဖြစ်ပါတယ်ဆိုတော့ချက်စီကိုယ်တိုင်ကလည်း အဲဝိုင်းကိုသမားတယောက်နဲ့အစားထိုးမယ်ဆိုပြီးဟိုးရှေ့မှာကလေးကကျွန်တော်တို့အတန်ကြားခဲ့ရတယ်ဗောနော်ဆိုတော့အခုတော့အဲ့လိုမျိုးကျွန်တော်အတန်ထွက်တဲ့အတိုင်းပဲဗောနော်ဂျက်စီသေးနေနဲ့ကိုသမားဖြစ်သူမိုက်ပိုင်ညံကိုကန်လန်ဖို့အတွက်ပြင်ဆင်နေပြီလို့ report နှစ်ခုထပ်မနေကကွန်ဖာမ်ပေးထားတာတော့ကျွန်တော်တွေ့ရတယ်ဘလောက်နဲ့ကန်လန်မလဲ ဘလောက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့အနေနဲ့လက်ရှိချိန်မှာတော့ပြောဖို့အတွက်စောနေသေးတယ်ပေါ့နော်ဆိုတော့ကိုယ်တော်မှာအချိန်ပြောင်းကတော့ပထမ dual transfer window မှာမရှိနိုင်ဘူးလို့သတင်းတွေလည်းထွက်တယ်တော်များများလည်းသုံးသပ်ထားပေမဲ့အခုဆိုလို့ရှိရင်တော့ Chelsea သင်းရဲ့ကိုယ်တော်မှာနေရာအတွက်အပြောင်းလဲတွေကကျွန်တော်တို့ဖြစ်ပေါ်ဦးမှာဖြစ်ပါတယ်ဆိုတော့ Mike Maignan ဆိုလို့ရှိရင်ရောပရိသတ်တွေအနေနဲ့ ဘလိုမျိုးအမြင်ရှိကြလဲပေါ့နော်အရှင်ပြေမဲ့ထင်ကြလားဒါလေးကိုလည်းအောက်မှာ government ထဲမှာလာရောက်ပြီးတော့ဆွေးနွေးသွားနိုင်ပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒီ front back ရဲ့တိုက်ရှင်မှုဖြစ်သူ Hugo Aki Dive Pass Hugo Aki Dive နဲ့ပတ်သက်ပြီး Chelsea သင်းကတော့အဓိကအားဖြင့် short ဈေးနဲ့ရရှိနိုင်မှုအတွက်ကြိုးပမ်းနေရရှိပါတယ်မင်းညကတက်တဲ့ report ရရောဒီကနေ့မနေ့တက်တဲ့ဒီ report မှာရောပေါ့နော်ဖော်ပြချက်အရဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီ Hugo Aki Dive ကို Chelsea သင်းက quality ရတော်တော်လေးသူတို့လိုချင်တဲ့ပလီယာမျိုးဖြစ်နေတဲ့အတွက်ဖြစ်နိုင်ရင်တော့ဒီ transformer တို့အနေနဲ့ကစားသမားကိုအရခေါ်ခြင်းနဲ့ဆုံးရှုံးသွားတာမျိုးမဖြစ်စေချင်ဘူးလို့ကျွန်တော်တို့ကြားသိရပါတယ်ဆိုတော့အဲတစ်ဖက်မှာလည်း Hugo Akitai ကိုယ်တိုင်ကလည်းဒါပြောင်းရွှေ့ခြင်းနဲ့ အသင်းပြောင်းကျင်တဲ့ဆန္ဒမျိုးရှိတယ်သို့တော့သူ့ရဲ့စာချုပ်သက်တမ်းအရာရဲ့ဂျန်တဲ့အချက်လက်တွေအရာရဲ့သူ့ရဲ့ front back ကဒါဈေးကိုအတန်း80ကျော်ပေါ့နော်84သန်းလောက်ထိတင်းခံနေတဲ့အပေါ်ချက်စီးသင်းကတော့ဈေးလျှော့နိုင်ဖို့အထူးသဖြင့်ပေါင်တန်း60လားနဲ့ရရှိနိုင်ဖို့အတွက်ကိုချက်စီးသင်းကပို့ပြီးတော့အာတိသပြင်းပြနေတယ်လို့သိရတာပဲဖြစ်တယ်ဆိုတော့ရအောင်လဲချက်စီးသင်းဘက်ကညှိနှိုင်းနိုင်ဖို့အတွက်တောက်လျှောက်ဆိုလိုမျိုးကွန်တက်တွေလုပ်နေလို့ဟူကိုအခီတိုက်ဟာလက်ရှိချိန်ထိ ကျစီသင်းရဲ့ရေဒါထဲမှာအပါဝင်နေစေ top target အနေနဲ့ရှိနေစေ player တယောက်ဖြစ်တယ်တစ်ဖက်မှာလည်းရမက်ကတင်နဲ့ပတ်တိုင်နဲ့ချက်စီးသင်းကလက်မလျှော့ဘူးဆက်ပြီးလိုက်နေစေပဲအထူးသဖြင့်ချက်စီးသင်းရဲ့တောင်ပံကစားသမားကအခုဆိုရေလန်းဆန်ချိုထွက်သွားပြီးမခလိုမူတွစ်ရဲ့အနာဂတ်မသေးချသလိုကျွန်တော်တို့မာဒူဂီကိုလည်းရောင်းချဖို့ပြင်ဆင်နေတယ်ပြီးတော့ Ryan Sterling ကလည်းရောင်းချမယ်ဆိုတဲ့အနေထားတစ်ရက်မှာ တောင်ပန်ကစားသမား2ယောက်3ယောက်လောက်ကိုချက်စီတင်ဘက်ကပြန်ဖြည့်ဖို့အတွက်စဉ်းစားနေရလို့လည်းကျွန်တော်တို့ကြားရတာဖြစ်ပါတယ်ဆိုတော့ဒါကဟူကိုအခီထိုင်းနဲ့ကျွန်တော်တို့အဲတစ်ဖက်က ကတင်မို့နော်ဆိုတော့ saturation နေဖြစ်တယ်တစ်ဖက်မှာလည်းကျွန်တော်ရဲ့နောက်ကင်ကစားသမားဖြစ်သူ excel disaster ပါ disaster နဲ့ပတ်သက်ပြီးတော့လည်း chelsea သင်းကအမြန်ဆုံးဟိုရှင်းထုတ်နိုင်မှုအတွက်ပြင်ဆင်နေတယ်လက်ရှိမှာ chelsea သင်းပြန်ပြီးချိန်ရွယ်ထားတဲ့ဒါခံစစ်ကစားသမားတွေရှိနေတယ်အထူးသဖြင့် strawback ကကစားသမားလေးပေါ့နော်နောက်ကင်ကစားသမားကျွန်တော်နာမည်ရုတ်တရက်မေ့နေလို့အဲဒီကစားသမားလေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ စိတ်ဝင်စားနေ Isme Dokore ပေါ့နော်ဟုတ်တယ်ဆိုတော့အဲ့ဒီကစားသမားဒါ Strabas ဆိုတော့ Chelsea ရဲ့ညီနောင်ကလပ်ပဲဆိုတော့ Chelsea တင်းနေတဲ့အဲ့ဒီကစားသမားလေးကိုလည်းဒီရာဒီမှာခေါ်မလားဆိုတော့မေးခွန်းကြီးရှိနေတယ်ပေါ့နော်တခြားခန်စစ်ဘိုခန်စစ်ကစားသမားတွေကိုလည်းဈေးကွက်တွေမှာစောင့်ကြည့်နေတယ်လို့ Chelsea တင်းကဒါသူတို့ရဲ့ကစားသမားပဲလို့ပြောလို့ရတယ်ကစားသမားလေးကိုလည်းဟိုပါပေါ့စိတ်ဝင်စားနေလို့ကျွန်တော်တို့သိရတယ်ဒီဇာစီတို့ဘာတို့ကိုတော့အခုချိန်မှာရောင်းချဖို့ပြင်ဆင်ပြီးတော့ဒီဇာစီနဲ့ပတ်သက်ပြီးတော့လည်းလက်ရှိမှာ EDD Club အသင်းချို့ရဲနောက်ပြီးတော့ ဒီ sorry ကလသင်းချို့ရဲ့ကကလန်မှုချို့ပြုလုပ်ထားတယ်လို့ကျွန်တော်ကြားရတာပဲဖြစ်ပါတယ်ဆိုတော့ဒါတွေကတော့ကျွန်တော်ဒီကနေ့မနက်ခင်းအတွက်တင်ဆက်ပေးခြင်းနဲ့ချက်စီသတင်းအကြောင်းအလေးတွေဖြစ်ပါတယ်ခင်ဗျာ Sony ကြီးရှုအားပေးကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ချက်စီသတင်းအကြောင်းအလေးပြန်တွေ့ပါမယ်အားလုံးပဲ see you next video ပါနော်